2020ခုနှစ်ဖေဖော်ဝါရီတရက်ကအစပြုခဲ့တဲ့မင်းအောင်လှိုင် အာနာလူပွဲဟာ၄နှစ်ကျော်၅နှစ်ထဲဝင်ရောက်လာချိန်မှာတော့မြန်မာနိုင်ငံကဂျုံဂျုံကြလို့နေပါပြီ။နိုင်ငံမတည်ငြိမ်မှုတွေကြောင့်လာရောက်ရင်းနှီးမြှုပ်နှံမှုတွေအကုန်ပြန်ထွက်သွားတာ။စီမံခန့်ခွဲမှုအလွဲတွေကြောင့်စီးပွားရေးကမောက်ကမဖြစ်ရတာ။အယက်သားအစိုးရပေါ် မတရားအာဏာသိမ်းလို့နိုင်ငံတကာပိတ်ဆို့အရေးယူတာ ਨੇ ပြည်တွင်းစစ်ဘီးကတနိုင်ငံလုံးကိုကူးဆက်တောက်လောင်တာတွေကဒီကာလအတွင်းမှာ နိုင်ငံကအောက်ဆုံးကိုထိုးကျသွားတာပါပဲဒီကြတဲ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတော့လူငယ်တွေကိုစစ်ပွဲတွေဆွဲသွင်းလာတာကြောင့်လူသားအရင်းမြစ်တွေဆုံးရှုံးနေရကိုလည်းထည့်ပြောရမှာပါစစ်ပွဲရဲ့ပညာရှင်တွေနဲ့ကုလသမဂ္ဂကတော့မှတ်ချက်ပေးထားပါတယ်မြန်မာနိုင်ငံမှာအချင်းချင်းအမြန်ဆုံးညှိနှိုင်းဆွေးနွေးကြဖို့ မဟုတ်ရင်နိုင်ငံကကြာဆုံးနိုင်ငံကိုရောက်တော့မယ်ဆိုပြီးတော့ပြောတာပါဒီလိုအခြေအနေကိုဖြေရှင်းနိုင်ဖို့အတွက်လူလူခေါင်းဆောင်ဒေါ်ဆန်းစုကြည်တဦးသာရှိတယ်ဆိုတာကိုမြမပြည်သူတွေရောနိုင်ငံတကာအတိုက်အဝန်းကပါလက်ခံထားကြပါတယ်2020ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD ຫນွေဦးတော်လှန်ရေးအစိုးရဖြစ်တဲ့ NUG 2020ရွေးကောက်ခံအမှတ်တွေရဲ့ CRPH နဲ့တော်လှန်ရေးအင်အားစုတွေ အားလုံးစုပေါင်းရာ NUCC အစုံဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဒီဇိုင်းမတ်မတ်တောင်းဆိုထားကြပါတယ်။မင်းအောင်လိုင်ကလည်းရှင်းပါတယ်။အမေစုကိုဘယ်နေရာမှာမတရားဖမ်းဆီးထားတယ်ဆိုတာတော့ပေးမသိပါဘူး။နိုင်ငံရေးသမားတွေရဲ့စကားနဲ့ပြောရရင် သူ့လက်ထဲကဖဲတစ်ချက်လို့ဂိုင်ထားတာပါ။ဂျိုကာဖဲလို့ပေါ့။သူ့ရဲ့အရေးပေါ်ထွက်ပေါက်အဖြစ်အသုံးပြုမဲ့အနေထားလို့လုပ်ထားတာပါ။ ဘဲဖွဲ့စည်းဘဲသူတွေပဲအမေစုလොမြောက်ရေးအတွက်တောင်းဆိုပါစေမင်းအောင်လှိုင်ကတုတ်တုတ်မြမလုပ်ပါဘူးအဲမင်းအောင်လှိုင်ကိုလှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်နိုင်တဲ့နိုင်ငံတစ်ခုတော့ရှိပါတယ်အဲ့ဒါကအိန္ဒိယချင်းတရုတ်နိုင်ငံပါပဲနိုင်ငံတကာအတိုင်ဝန်ကအမေစုလွတ်ပြီးတောင်းဆိုနေချိန်မှာတရုတ်နိုင်ငံကငြိမ်နေပါတယ်အခုတော့အမေစုရဲ့တားငယ်ဖြစ်သူကင်အဲရစ်ခေါ်ကိုထိန်လင်းက တရုတ်နိုင်ငံကိုမိခင်ဖြစ်သူလွတ်ပေးရေးမှာကူညီပြီးတောင်းဆိုပေးဖို့မြစ်တာရက်ခံလိုက်ပါတယ်ကိုထိန်လင်းက2025ခုနှစ်အော်တိုဘာလ4ရက်မှာအခုလိုအတည်ပြုလိုက်တာပါဒီနေ့ကျွန်တော်မေမေလွတ်မြောက်စေဖို့တရုတ်နိုင်ငံမှာအကူအညီပေးရန်တောင်းဆိုခဲ့ပါတယ်မေမေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်မှုဟာတင့်မြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပရမခြေလှမ်းဖြစ်ပါတယ်တရုတ်ဆိုရဟာ ီအရာကိုဖြစ်လာအောင် အကူအညီပေးနိုင်မဲ့အခြေအနေမှာရှိပါတယ်လို့ကိုထိန်လင်းကရေးသားထားပါတယ်ကိုထိန်လင်းရဲ့အတီးပေးချက်ကိုကြည့်မယ်ဆိုရင်အမေဆုလူမျိုးရေးအတွက်တရုတ်နိုင်ငံကကူညီပေးတော့မယ်အခြေအနေရှိတယ်ဆိုတာတွေ့ရှိရပါတယ်ကိုထိန်လင်းရဲ့အခုလိုတရုတ်နိုင်ငံသမရရှီကျင်းပင်ထံမြစ်တာရက်ခံမှုကို Source China Modi Post ကတရင်ဖြစ်နေဖော်ပြလိုက်တာတွေ့ရပါတယ် Source China Modi Post ဆိုတာ တရုတ်အစိုးရနဲ့နှိစပ်မှုရှိတဲ့တရင်ဌာနဆိုပြီးလူတီများပါတယ်ကိုထိန်လင်းရဲ့တရုတ်သမ္မတရှီထန်ကိုမြစ်တာရက်ခံမှုတွေကအချက်တစ်ခုကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါကတရုတ်ဟာမြန်မာမှာအကြီးအမားဆုံးယင်းဒီမြုံနံသူဖြစ်ပြီးတော့အကောင်းဆုံးတက်ရောက်မှုလည်းရရှိထားတဲ့နိုင်ငံဖြစ်တဲ့အတွက်တရုတ်နိုင်ငံအနေနဲ့မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက်ကူညီပေးဖို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့မှုပါပဲ ဒါဟာ South China Morning Post ရဲ့ဖော်ပြမှုမှာ တွေ့ရှိခဲ့ရတာပါ။ကမ္ဘာချိန်ဝင် အပြောင်းလဲကအကျိုးစီးပွားကို ဥတည်ပြီးရွေးရှားနေချိန်မှာတရုတ်နိုင်ငံအနေနဲ့သူ့ရဲ့အကျိုးစီးပွားအတွက်အမေစုလွတ်မြောက်ရေးမှာပါဝင်သင့်တယ်လို့ကိုထိန်လင်းရဲ့ပြောကြားမှုဟာတည်ရောက်မှု ရှိလာမယ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်အမေစုလွတ်တော်ရဲ့စတင်ဝင်ရောက်ခဲ့တဲ့2012ဂျာပြရွေးကောက်ပွဲ 2015ခုနှစ်ရွေးကောက်ပွဲအနိုင်ရပြီးတော့နိုင်ငံတော်အတိုင်ပင်ခံအဖြစ်လှုပ်ဆောင်ချိန်ပါတရုတ်သမ္မတရှီကမေဆုကိုကော်ဇော်နီခင်းပြီးတော့ကြိုဆိုခဲ့တာပါကြားပြပြောရရင်မဲအောင်လိုင်းခမရသမ္မတရှီကိုတွေ့ချင်လွန်းလာတော့အခုနှစ်မှတွေ့ခဲ့ရတာပါကော်ဇော်နီခင်းဖို့နေနေတာတာတော်တော်ဝေးဝေးနောက်မှာပဲနေရတဲ့အဆင့်ပါဒါကပြောနေရင်စကားဆက်လို့ပြောရတာပါပထမအကြောင်းအရာကိုပြန်ဆက်ရရင အမေစုကိုလေးလေးစားစားကော်စောနီခင်းကြိုခဲ့တဲ့တမရရှီကအမေစုလွမြောက်ရေးဝင်ရောက်ကူညီနိုင်တယ်လို့ဆိုနိုင်ပါတယ်။ South China Morning Post ရဲ့ဖော်ပြမှုမှာနောက်တစ်ချက်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်။တရုတ်အစိုးရအနေနဲ့လည်းအမေစုကိုတွေ့ကျင်နေတာကိုသိရတယ်ဆိုတာနဲ့ဒါပေမဲ့အခုချိန်ထိဘယ်သူမှ တွေ့ခွင့်မရသေးဘူးလို့လည်းရေးသားခဲ့တာတွေ့ရပါတယ်။ South China Morning Post ကတော့ ကိုထိန်လင်းရဲ့ပြောကြားမှုကိုရေးသားဖော်ပြခဲ့တယ်ဆိုပေမဲ့တရုတ်စိုးရအနေနဲ့အမေစုလွမြောက်ရေးဒါမှမဟုတ်အမေစုရဲ့အခြေအနေကို သိကျင်နေပေမဲ့လေမဲအောင်လှိုင်ကအခုထိတွေးခွင့်မပြုသေးဘူးဆိုတာပါနောက်တစ်ချက်ထပ်ပြီးစဉ်းစားမယ်ဆိုရင်တရုတ်နိုင်ငံအနေနဲ့အမေစုအကြောင်းမဲအောင်လှိုင်ကိုဒီတိုင်းမေးနေရတဲ့အခြေအနေမှာမဲအောင်လှိုင်ကမျက်ကွယ်ပြုတ်ထားလို့ရပေမဲ့လေအခုလိုသားဖြစ်သူကိုထိန်လင်းရဲ့အကူကြီးတောင်းလာမှုကြောင့် တရုတ်နိုင်ငံကမင်းအောင်လှိုင်အပေါ်ပြက်ပြက်သားသားဖိအားပေးပြီးတွစ်ဆုံခွင့်ဒါမှမဟုတ်လှုပ်ပေးဖို့အတွက်လှုပ်ဆောင်ခွင့်ကိုရရှိခဲ့ပြီလို့ပြောနိုင်ပါတယ်။ဘာဖြစ်သူရဲ့မိခင်ဖြစ်သူအပေါ်မှာကျမ်းမာရေးစိုးရိမ်မှုပေါ်တမရရှိအနေနဲ့လက်ပိုက်မကြည့်ပဲမင်းအောင်လှိုင်ပေါ်ဖိအားပေးရင်ပါဝင်လာနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်းဒီအပိုင်းမှာ ရှိလာတာတွေ့ရပါတယ်။အမေစုရဲ့တရင်ကိုမင်းအောင်လှိုင်တို့ထံကဖုံးကွယ်ထားတာပါ။ ဒါပေမဲ့လေတားဖြစ်သူကိုထိန်လင်းရဲ့မိခင်ပေါ်ထားရှိတဲ့မြစ်တာတွေနဲ့ဒီလိုစ조사မှုတွေကြောင့်မိခင်ဖြစ်သူနှလုံးရောဂါခံစားနေရပြီးဆေးဝါးကုသခွင့်လည်းကောင်းမွန်စွာနဲ့မရရှိသေးဘူးလို့သိရှိခဲ့ရပါတယ်ကိုထိန်လင်းကအဲ့ဒီလိုသိရှိပြီးတဲ့အချိန်မှာပဲမြမပြည်သူတွေနဲ့နိုင်ငံတကာကိုအတီးပေးပြီးတော့မင်းအောင်လှိုင်ကိုမိခင်ဖြစ်သူနဲ့တွေ့ခွင့်ရဖို့ချက်ချင်းတောင်းဆိုခဲ့ပူပါတယ် ကိုထိန်လင်းရဲ့တောင်းဆိုမှုအပြီးမှာတော်လန်ရေးမှာပါဝင်တဲ့နာမည်ကျော်ဆယ်လီတွေကလည်းအမေစုလွတ်မြောက်ရေးစေကူသားခွင့်ရရှိရေးတို့အတွက်ဒီဇိုင်းမမတ်တောင်းဆိုခဲ့ကြပါတယ်။ကမ္ဘာနိုင်ငံအသီးသီးရဲ့ခေါင်းဆောင်တွေကလည်းဒီတောင်းဆိုမှုမှာပါဝင်လာတာတွေ့ရပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ကတော့အဲ့ဒီလိုတောင်းဆိုမှုတွေကိုလက်လျူရှုထားသေးပါပဲ။ဒီချိန်မှာ ကိုထိန်လင်းရဲ့စ조사မှုနဲ့ Source China Money Post ကတမရရှီထန်ကိုအကူအညီတောင်းတဲ့သတင်းဖော်ပြလိုက်တာပါမင်းအောင်လှိုင်လိုအာနာရှင်ပေါ့ဆာရဲ့နှအုံကိုခပ်ပြင်းပြင်းရိုက်မှလဲတမရရှီလိုလူမျိုးပဲရှိပါတယ်အခုတော့မြန်မာပြည်သူတွေတွေမကဘူးနိုင်ငံတကာအတိုက်အဝန်းကလည်းကိုထိန်လင်းရဲ့တောင်းဆိုမှုနဲ့တမရရှီပါဝင်လာမယ့်အခြေအနေကိုစောင့်ကြည့်နေကြပါပြီမြမအရေးအတွက် အဖြေတစ်ခုဖြစ်တယ်လို့မြမပြည်သူအားလုံးရဲ့နတ်နေခိုင်းဖြစ်နေတဲ့အမေစုတယောက်အ мян ဆုံးလွတ်မြောက်လာပြီးမြမအရေးအတွက်အဖြေအ мян ဆုံးရှာဖွေတွေ့နိုင်ပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးနေပါတယ်မြမနိုင်ငံရဲ့စီးရီးနိုင်ငံရေးအထွေထွေသုံးသက်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးနော်ကြီးစုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီစီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ ျွန်တော်တခင်တွေဆူတောင်းပေးပါတယ်